ကျွန်တော်အိမ်မက်နှစ်ခုရှိတယ်ကျွန်တော်အဲ့ဒီလိုမျိုးပေါ့စားတော့ဆိုင်ပေါ့အဲစားတော့ဆိုင်ဆိုဒီလိုအစားတော့မနက်ပိုင်းအစားစားတယ်ပေါ့အကြီးဖွင့်နေတာအဲကျွန်တော်ရီမန်းချက်အကနဲ့ဒါနဲ့ကျွန်တော်ဝါသနာပါဆုံးလုပ်ပေါ့နော်ကျွန်တော်ချက်တာပြုတ်တာလည်းဝါသနာပါတယ်ဟုတ်ကဲ့ကျွန်တော်ဆိုင်လေးကိုလမ်းကြုံရင်ဝင်စားပေးပါလို့ MSB ကျတူးရင်းရှောင်းပေးကျတူးရင်းရှောင်းပေးပါ ဆိုင်မှာဖွင့်တော့နှစ်နှစ်သုံးနှစ်လောက်ရှိပြီပေါ့နော်အရင်တည်းကကျွန်တော်ကအမေနဲ့တော့တူတူထမင်းကျော်ဆိုင်ဖွင့်ခဲ့တာအစနေလောက်တော့ရှိပါပြီအဲဒီမှာတော့ကျွန်တော်ကတော့ထမင်းကျော်တမျိုးပဲပေါ့နော်မနက်စာအဓိကရောင်းတာပေါ့နော်ကျွန်တော်ဒီမှာဟင်းတော့အများကြီးတော့မလုပ်ပါဘူးကြက်ဥကျော်ဘဲဥဟင်းအမဲကျော်သုံးမျိုးတွေပါခင်ဗျအဲဟင်းနေစောတော့ထဲတော့ဘူးတယ်ဒါပေမဲ့ဒီသုံးမျိုးပဲစားတာများတော့ကျွန်တော်အတော်တယောက်ပေါ့နော်။ तू ကကျွန်တော်တို့ပုံပုံမှန်အိမ်ကြော်ကြော်နေကြပုံစံ तू က ဒီလိုလေးကြော်ကြည့်ပါလားဆိုပြီးတော့ formula လေးတစ်မျိုးပေးတာနဲ့ကြောင်းပြီးကြော်ကြည့်လိုက်တော့အမဲဆိုတာနည်းနည်းလူကြိုက်များလာတာပေါ့နော်အမဲသားမစားတဲ့လူတွေအတွက်လည်းကျွန်တော်က zone တွေဘာတွေညာရယ်အကုန်လုံးကတက်တက်စီထားတာပါဗျာကျွန်တော်ဒီမှာအမဲသားမစားတဲ့လူတွေလည်းအများကြီးလာစားကြတာပေါ့နော်ကျွန်တော်တက်တက်စီစိတ်တန့်အောင်စိတ်တန့်နဲ့စားလို့ရပါတယ်ဇင်းတော့တော့ကျွန်တော်ကဟိုအခုကျက်ဥကြော်နေဆိုရင်2000ဘဲဥဟင်းနေဆို2500အမဲကြော်နေကြတော့3000အဲ့လိုရောင်းနေခင်ဗျာအဲအရင်တော့ဈေးနည်းနည်းတက်တာပေါ့နော်နောက်ပိုင်းကျတော့ကိုယ်လဲဝယ်ရတာမကြိုက်တော့လို့နည်းနည်းလေး တင်လိုက်တာပေါ့ကျွန်တော်ကတော့နည်းနည်းလေးဆန်အောင်ညံ့တာသုံးလိုက်ရင်တော့ဈေးကိုနည်းနည်းလေးချလို့ရပါတော့เนาะကျွန်တော်အဲ့လိုမျိုးကြီးလည်းမလုပ်ချင်ဘူးပေါ့ဆန်ကြတော့လည်းကိုသုံးနေကြဆန်လည်းဒီမှာစားတဲ့လူတွေအဆင်ပြေနေကြဆန်လည်းဆိုတော့အဲ့လိုဆန်ကောင်းကောင်းလေးပဲသုံးတယ်ခင်ဗျဒါပေမဲ့ထမင်းလေးတော့နည်းနည်းလျှော့တာပေါ့เนาะအဲ့လိုပေါ့လိုက်ပွဲမှာကျွန်တော်က900ပဲရောင်းလာတာဟုတ်တယ်ဒီနေ့မနက်ကအာစိတ်သက်သာကြတယ်အာလူတွေပဲပြောင်းနေတယ်ပေါ့အဲမိုးလည်းတိတ်တော့ကျွန်တော်ဖောက်တယ်ကျေးဇူးရမ်းတယ်ပါတကူးတကဘယ်ရမဆို့ လာပြီးတော့အားပေးကြတယ်အဲတော့ကျွန်တော်မနေ့9လာကြီးခွဲလောက်ဆိုရပြီခင်ဗျာ9လာကြီးခွဲလောက်ဆိုကျွန်တော်ဖွင့်ကြော်လာလော်လာကြတော့အဲ့မဲသားတော့အဓိကကျွန်တော်အမျိုးသမီးရဲ့လက်ရပါခင်ဗျာအဲဘဲဟိုဟင်းလေးအဟင်းအဟင်းချက်ပြရပါတော့ကျွန်တော်အမျိုးသမီးနဲ့ကျွန်တော်ရဲ့ဝန်ထမ်းလေးအဝိုင်းလောက်ပေးရပါခင်ဗျာကိုရန်ကျော်လာတော့ထမင်းကတော့ကိုရန်ကျော်လာအရင်တော့ကိုရန်ကျော်ကိုရန်ချက်ပဲနောက်ပိုင်းတော့တယောက်တည်းအကလေးနဲ့ဘာရင်နဲ့ကြတော့မနိုင်တော့လို့ဒီကျွန်တော်တို့ဗမာမျိုးနယ်အတွင်းဆိုရင်တော့ကျွန်တော်ကဟိုလိုက်လေပို့ပြီးတယ်ပေါ့နော် ျွန်တော်ဆိုင်မှာလူရှင်းတဲ့အချိန်ပိုင်းမှာဆိုတော့ကျွန်တော်လိုက်ပို့ပေးတာပေါ့ဖုန်းဆက်မှားရတယ်ဆိုတာကကြိုပြီးတော့ကျွန်တော်လှူထားပေးလို့ရအောင်သူကဖုန်းဆက်ပြီးတော့မှားရတာတွေပေါ့လေအဲဟုတ်တယ်အမေနဲ့တူတူတော့အတုပ်ဟိုအတုပ်တွေရောမွေးကားတွေရောလက်ဖေးရောကျွန်တော်တို့ဟိုအမျိုးတွေကဒီဘယ်လိုပြောမလဲအစားတော့လုပ်ငန်းတွေပေါ့နော်အမေဘက်ကအရွှေလေးကမွေးကားဆိုင်ဆိုလဲဒါအတော်အတော်တွေပေါ့နော်အမေကဒီဇိုင်းအတော်အရင်ကဒီဇိုင်းပေါ့နော်အဲ့လိုဖွင့်လာတာပေါ့အဲသူတို့ရဲ့မျိုးဆက်ဆိုတော့ကျွန်တော်လည်းအစားတော့နေပဲဆက်လက်ရည်တည်ရပါဘူး အဓိကတော့ဗောနော်ကျွန်တော်ကဟိုဘယ်လိုပြောနေ့စဉ်နေ့တတူတော့စားဝင်နေရေးအတွက်ကတော့အရေးကြီးတယ်လေအဲ့ဒီပုံမှန်ကျွန်တော်ကဒီသမင်းကြော်ဆိုင်လေးကိုလှုပ်ဖြစ်တာဗောနော်ပြီးတော့ကျွန်တော်အများကြီးလည်းမလုပ်နိုင်ဘူးကျွန်တော်တပိုင်းတနိုင်လေးဗောနော်ဟိုအတုပ်ပလုတ်တွေကြတော့အကုန်လုံးကျွန်တော်အကုန်လုံးကြီးလုံးမှာကျွန်တော်မနိုင်အကအလည်းမစွန့်လို့နိုင်လေးဘူးလေကျွန်တော်ခါနာရဲဆရာဝန်ကနားခိုင်းတယ်ဒါပေမဲ့ကျွန်တော်ရသလောက်လေးတော့ကျွန်တော်လှုပ်ချင်လေးတယ်ပို့စိတ်ထွက်ပေါက်လေးပေါ့ကျွန်တော်ဒီမှာပင်မလဲကိုဝါသနာပါလေးလုပ်နေရရင်ပြောရလေ ဘာပြောလဲအကနည်းနည်းနားထတာကြာပြီလားခါးဒဏ်လေးကဘလို့ကြောင့်ပြန်ဖြစ်တယ်ဘို့လို့ accident ကြောင့်ဖြစ်တာလားတော့အဲ့အဲ့ဒဏ်လေးကအခုကပြန်ဖြစ်နေလို့လားအားလေးသိပြပါကျွန်တော်ဟိုငယ်ငယ်တုန်းကကျွန်တော်အဲ့ပြီးသူညီမရေလွာ short seat လေကျွန်တော်စတန်အနေနဲ့စီးကြတော့ကျွန်တော်လည်းအဲ့လိုမျိုးစီးရင်းနဲ့ပေါ့နော်အခမ်းမသိတဲ့အချိန်ကျတော့တော်တော်ပြင်းပြင်းထန်ထန်ထိထားတဲ့ဟာအခုမှဒီဒဏ်ကြီးလာဖြစ်တာပေါ့ကျတော့ကျွန်တော်အဲ့တင်တန်းကြတော့ဟိုဒီ TikTok တွေပါတယ်မှာကျွန်တော် စကန်ဘိုင်းစာလောက်ကပြဿနာမရှိဘူးမဲ့အဲကျွန်တော်ဒီလိုတင်တန်းကြတော့အချိန်တစ်ချိန်လုံးကိုနဲ့ရှိနေရမှာဆိုတော့အဲ့လိုမျိုးဆိုတော့ကျွန်တော်ခါရမ်းနာလာအဲ့တော့မှကျွန်တော်ခဏနာရတာပါဆရာဝန်ကလည်းနားခိုင်းတာပြန်လုံးလို့ရှားတဲ့အချိန်ကျတော့ကျွန်တော်ပြန်လုံးပါမယ်ခင်ဗျာတူတော့ကျွန်တော်3လလောက်နားပေးပါလို့ပြောတာကျွန်တော်ထိန်းတာဘယ်လိုပြောမလဲကျွန်တော်အခုတခါတလေကြာအဲ TikTok မှာတင်တော့မှတချို့ကပေါ့နော်အားမပါဘူး တောင်းတော့ဝင်ဖြစ်နေတယ်ဘာညာတော့ပြောကြတော့ကျွန်တော်စိတ်တော့မကောင်းဘူးဒါပေမဲ့ကျွန်တော်ဒဏ်ရာကျွန်တော်ပဲသိတာလေပြန်ပါကျွန်တော်ဒဏ်ရာနဲ့ကျွန်တော်ဒီခါနဲ့ပတ်သက်တဲ့ပုံစံမျိုး wave တွေပါရပါလေဆိုကျွန်တော်အရန်အားသုံးလို့မရတော့တောင်းတာနဲ့ချက်ချင်းစေကမ်းပြေးရအဲ့အဲ့ဒါကြောင့်မို့နိုင်တာလေးပဲနိုင်တဲ့လောက်လေးတော့ကျွန်တော်လောက်တာပါတော့ကျွန်တော်အိမ်မက်နှစ်ခုရှိတယ်ကျွန်တော်အဲ့ဒီလိုမျိုးပေါ့စားတော့ဆိုင်ပေါ့အဲစားတော့ဆိုင်ဆိုတော့ဒီလိုအစားတော့မနက်ပိုင်းအစားစားတယ်ပေါ့အကြီးဖွင့်နေတာအဲကျွန်တော်ရီမန်းချက် အကနဲ့ဒါနဲ့ကျွန်တော်ဝါသနာပါအောင်လုပ်ဖို့နော်ကျွန်တော်ချက်တာပြုတ်သွားတယ်ဝါသနာပါတယ်တနိုင်တစ်ပိုင်လေးမှကျွန်တော်ပြောတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့စာဝင်းနေအစဉ်ပြေရဲကျွန်တော်တို့ဘာပဲဖြစ်ဖြစ်ဟောသွားလာရင်တော့လူရန်စစ်လေးတော့နေနိုင်တာပေါ့ကျွန်တော်တို့မချမ်းသာရင်တော့စိတ်ချမ်းသာတယ်ခေါဒီသားစုကတော့ကျွန်တော်ဘာလို့လို့အကုန်လုံးကဘေးနာနဲ့ဇနီးကလည်း support ပေးတယ်အခုသမီးဆိုလည်းဆိုင်းမှာအဲ့လိုပိတ်ရဆိုရင်လာဝိုင်းလာလုပ်ပေးတယ်အဲဒီမှာကဝန်ထမ်းလေးတော့နှစ်ယောက်ရှိတယ်ကျွန်တော်ရောအားလုံးမိသားစုပါပဲကျွန်တော်အမျိုးသမီးရဲ့မောင်ရင်ကျွန်တော်ရောက်ဖတ် အဲကျွန်တော်လည်းအတူတူအများအားကနေတဲ့တယောက်ရဲ့ပြီးတော့ကျွန်တော်သမီးရဲ့ကျွန်တော်ဝန်ထမ်းလေးနှစ်ယောက်ရဲ့အဲဒီလိုပေါ့ကျွန်တော်သမီး၃ယောက်ရှိပါတယ်ခင်ဗျာတိုက်တဲ့တော့တော်မကောင်းဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကိုတင်တန်းစုံစမ်းတာတော့ပဲအဲကျွန်တော် TikTok ရဲ့ message ဟော chat box မှာဆိုရယ်ရှိရတော့900လောက်ရှိတယ်ကျွန်တော်တကယ်လုံးဝမဲ့အချိန်ကြောက်ပါတော့เนาะအဲစိတ်ထဲတော့မကောင်းဘူးဒါပေမဲ့လည်းကျွန်တော်ကျမ်းမာကြီးကဒီအားကြီးကိုကျွန်တော် ချက်ချင်းအောင်ဖြစ်ဆိုပြီးလုံလိုက်ရင်ကျွန်တော်ကျမ်းမာရင်လည်းပတ်သက်ပြီးတော့ကျွန်တော်လဲသွားမှာကျွန်တော်ကြောက်လို့စိတ်ထင်းရဒါပေမဲ့တက်နိုင်တဲ့အချိန်ကျရင်တော့ပြန်လုံးပါပါကျွန်တော်အဲ့ဘဘဲနှမျိုးနဲ့28လက်အနော်ရထားထိတ်ကနေပြီးတော့ဝင်ဝင်ချင်းလေးမှာဝင်ဝင်ချင်း2ဆိုင်3ဆိုင်မြောက်လေးမှာကျွန်တော်ဆိုင်ရှိပါတယ်ဟုတ်စိုင်နာမကိုတံမဲလေးပဲဟဲ့လားအဲစိုင်နာမကျွန်တော်နံမဲပဲဇော်ထုတ်ပဲဟုတ်ကဲ့ကျွန်တော်ဆိုင်လေးကိုလမ်းကြုံရင်ဝင်စားပေးပါလို့ကျွန်တော်အကောင်းဆုံးလေးလုပ်ထားပါတယ် စားရလို့လည်းအဆင်ပြေစေရမယ်အကယ်၍အဆင်မပြေရလေးနေလဲရှင်ကျွန်တော်ပြောလို့ရပါတယ်ခင်ဗျာနော်ကျွန်တော်ကျွန်တော်ဘာမဆိုဘောနော်ကျွန်တော်ဝေဖန်တော်လက်ခံတယ်အစားတောင်းလည်းဖြစ်ဖြစ်ကျွန်တော်အကနဲ့ပတ်သက်ပြီးဖြစ်ဖြစ်ဒီလိုမျိုးကျွန်တော်ဝေဖန်တဲ့လူတွေရှိမှကျွန်တော်လည်းပြင်သင့်တာလေးကျွန်တော်ပြင်ရမှာပေါ့နော်လူဆိုတာဟိုဘယ်တော့မှပြီးသွားပြီအောင်မြင်သွားပြီ perfect ဖြစ်သွားပြီဆိုတော့ဘယ်သူမှမရှိပါဘူးခင်ဗျာအများကြီးလုံနေတာပါ Myanmar Star Bazaar